မင်းမင်းပါပါရှင်ဆီယမကြီးခင်ကြီးယူရေးသားထားတဲ့ဖေဖေဆိုတဲ့ခေါင်းစဉ်နဲ့ဝတ္ထုလေးကိုခန်းဆက်ဖျက်ပြပေးတော့မှာပဲဖြစ်ပါတယ်။နားဆင်ပေးကြပါအောင်ရှင်။ဖေဖေအပိုင်း1ကပြားဆရာကြီးရှေ့တရင်ကျလာစမ်းနှစ်ရက်နေတို့ရောက်ပြီဆိုရင်ဖေဖေဒီအသက်80ပြည့်ပြီတော့မြင်။ကျမနဲ့အတူနေခဲ့တော့နှစ်အနေဖြင့်ကိုက နှစ်ပေါင်း42နှစ်ရှိပေပြီ။ကျမ9နှစ်သမီးအရာလူမှန်းတိတက်စာပြုသောအခါဖဖေးမှာနားမကြတော့ပြီ။တာမန်လူတို့ဖြစ်တဲ့ကဲတို့နားလေးယုံလေးနေခြင်းမဟုတ်ပါ။လုံးဝမကြားခြင်းဖြစ်၍တစိမ့်တို့အဖို့ဖဖေးကိုစကားပြောရသည်မှာအလွန်ဝင်လေးရှာကြမိတာဖြစ်ပါ၏။ရှေးလျသောစကားများအတွက်စက္ကူပေါ် စာရေး၍ပြတ်ခြင်းမှာဖေဖေနှင့်စကားပြောရအလွယ်ကူဆုံးသင်္ကေတတစ်ခုပင်ဖြစ်ပါသည်။အိမ်သားများနှင့်သားသမီးများအတွက်တော်ယုံတန်ယုံစကားမှာလက်ဟန်ချီရန်နှင့်ပါဇက်လှုပ်တာကိုကြည့်၍နားလည်ကြသော နီလန်းကူသာအသုံးပြုလိုက်ကြပေသည်။လွန်ခဲ့သော42နှစ်ကျော်ညတညတွင်ဖေဖေသည်အိမ်ယာဝဲအိတ်သွားပြီးနောက်တနေ့နနက်မိုးလင်းချိန်တွင် လုံးဝနားမကြတော့ခြင်းဖြစ်သည်ဟု၍လောက်သာကျမသိပါသည်နားမကြသည်မှတပါဖိဖိသည်ဝါဖြိုး၏အသားဖြူ၏ချမ်းမတောင်တင်း၏သူတွင်ကြောက်ပေါက်မာယာများရှိ၍သူအကိုကျမ၏ဘဘတို့လိုအသားဆွဆွဖြူ၍နေသည်မှာမထင်ရှားပေသို့သောဖိဖိတို့အမျိုးများသည်အသားဖြူကြ၏ကျမခက်ရွယ်ရွယ်သို့ရောက်ပြန်တော့ ဖဖေသည်လေငန်းယောဂါပါရှင်လာပြီးစကားပြောလျင်မပီးမသားနှင့်လေး၍လာသည်လမ်းလျှောက်လျင်လဲခြေပြားအနေငယ်ဆွေးနေပုံရ၏သို့တော့သူသည်မနက်စောစောတခါညနေထမင်းစပြီးတခါဝါခေမမျိုးကိုတပတ်ပတ်မိအောင်တော့ရှောက်ရမှအိပ်ပျော်စားဝင်ပုံရပါ၏ကျမတို့မိသားစုမှကျမသည်ဝါခေမမှရန်ကုန်သို့ပထမ ခွဲထွက်လာခဲ့။ကရင်တောင်ကျန်းသူများတောင်ကျန်းစားတွင်မိမိနှင့်မမသည်ရန်ကုန်သို့ခေတ္တလာရင်နေအခြေအနေမှာတပြေးပြေးဆိုးဝါးလာတော့ရာ။နောက်ပိုင်းတွင်ရန်ကုန်နှင့်ဝါခေမှာအဆက်အသွယ်လုံးဝပြတ်သွားပြီးရန်ကုန်တွင်ပင်တောင်တင်းနေကြပါတော့သည်။မြို့မလေးနုနုမှာမြို့မကြောင်တွင်ကြောင်တက်နေရသောအခြေအနေတို့ရောက်ရပြီးမြမအလက်ဖြစ်သူအကြွယ်မှာမူ ရန်ကုန်တွင်ပင်အိမ်ထောင်ကျ၍နေပေပြီ။ဝါခေမအိမ်အိုကြီးတွင်ဖေဖေသည်ဇနီးနှင့် သားသမီးများနှင့်အတူမနေရတော့လေ။ဆွေမျိုးသားချင်းများနှင့်ကြံရိပ်ခဲ့ပါ၏။တခြားဆွေမျိုးများရှိတော့လေ။ကျမတို့မိသားစုအနေနဲ့ဆိုရင်ဖေဖေတယောက်ထီးကြံရိပ်ခဲ့သည်ဟု ဆိုရပေမည်။ဝါခေမနှင့်ရန်ကုန်မှာလေကြောင်းအဆက်အသွယ်တစ်ခုတည်းသာရှိတော်သည်။ တခုရဲဆိုတော့လေတိုက်ရိုက်မဟုတ်ပါဝါခင်မမပသိန်ကိုလာရသည်ပသိန်မလေရင်ပြန်နှင့်ရန်ကုန်ကိုလာရသည်ဖေဖေတွင်တခါတခါစိတ်ဖောက်ပြန်တတ်သောယောဂရှိတော်လေစာရေးစရာဖြစ်မိသူဤဖခင်ဖြစ်၍လာမသည်ဖေဖေသည်တခါတည်းရန်လွမ်းဆွတ်ကြေးကွဲဝယ်စာကိုရေးတတ်သည်ဤတမိယူ၏အေဟာဝရီတမောကြီး၏စိုက်ချိန်ရောက်ရင်လေး ေဖေတင်မောစိတ်ကိုဆင်းသွားတယ်။တင်မောကြီးတွေကလည်းမလား။တမီးတို့မမေတို့ကိုလည်းမမြင်ရတော့ဖေဖေမြေကမ်းပေါ်မှာငုံမိတယ်။ကျမသည်ဤစာပိုက်ကိုဖတ်လိုက်ရကလေးကမျက်ရည်ချမိ၏။မမေနဲ့မမတို့ကလည်းခေတ္တခဏရန်ကုန်လာရင်တင်မောလန်ရှုပ်တရပြိတ်သွားတော့ကြောင့်အစောပိုင်းကအစီရင်ခံခဲ့ပြီးတိုင်းဝါခင်မကိုမပြန်နိုင်ကြတော့ပါ။ အမှန်တော့ခစ်ပြက်လိုက်ရသည်မှာခဏလောက်သာဖြစ်ပြီးနောင်တွင်မူလအတိုင်းပြန်ဖြစ်မည်ဟုသာသဘောပေါက်ခဲ့ကြပါသည်။ထို့ဖြင့်တနေ့ပြန်ပြီးတနေ့ပြန်ပြီးနှင့်စောင့်နေသည့်အထက်မှတောင်းကျမ်းမှုအခြေအနေမှာစစောကကျမတို့သဘောပေါက်နေကြတကယ်သို့မဟုတ်ပဲပုံမူအခြေအနေဆိုးဝါးလာတော့ကြောင့်ရန်ကုန်တွင် မကြမ်းကြာသင့်ပဲကြံ့ကြာနေရပါတော့သည် ကျမက ဖေဖေထံမှအစာကိုမိမိအားပြတော့အခါမိမိလည်းမျက်နှာမကောင်းရှာပါဖေဖေသည်မိမိကို တခါတရံသာ တင်တင်းဟု၍မိမိ၏မူရင်းအမိဖြစ်သောဒေါ်သိန်းတင်အမိကိုအဖျားဆို့ခေါ်တတ်တော်လဲများသောအားဖြင့်တားရီသမီးတွေနှင့်ရောပြီးမိမိဟု၍သာ အခေါ်များသည်မိမိသည်တရတကြီးတို့အလဲပတ်သွားရမှမူလခံမှန်းထားသည့်ထက် ရက်များကြမ်းကြနေပါလျက်ကြမ်းကြနေပါလျင်တင်မော့စိတ်တို့နေတိုင်းလိုလိုစင်ပြီးဆောင်တတ်သည်မိမိပြန်လာသောအခါများပါဆိုလျင်ဝါခင်မဖျားကြီးလန်းထိတ်ကန္နာလန်းနှင့်ဆောင်ရနေရာလောက်မှဆာ၍တို့မိမိပြန်လာပြီတို့မိမိပြန်လာပြီဟု၍လက်နှစ်ဖက်ကိုမြှောက်ရင်းလက်ကုပ်တီးပြီးခွမ်းသာအာရအော်သွားသည်ကိုဂိုက်တထောင်လောက်ဝေးသောကျမတို့အိမ်က အတိုင်းသာကြာနေရပေသည်ရန်ကုန်တွင်ဖော်ပြထားသည့်အတိုင်းတားရီသမီးတွေနှင့်မိမိသည်တောင်တင်နေစေရပိုင်းတွင်ဖေဖေတယောက်သည်တင်မောစိတ်တို့အိမ်မှဖျားကြီးလန်တလျှောက်ခောက်တုတ်ခောက်ပြန်လျှောက်နေမိကိုမြင်အောင်သောအခါရှင်နေရပြန်ပါသည်ဘာပဲဖြစ်ဖြစ်ပေါ့မိမိယာရန်ကုန်မှာပဲရတဲ့အိမ်ငှားပြီးနေကြပါစို့ ။ဖေဖေကိုလည်းလေရင်ပြန်နဲ့လိုက်လာဖို့အခေါ်လွတ်လိုက်မယ်လေ။ကျမ၏စိတ်ကူးကိုမမေ့အားပြောပြမိပါ၏။အေးပေါ့ဒါပေမဲ့ရန်ကုန်ကလူတွေကသမီးဖေဖေအကြောင်းတမ်းမသိကြတော့သမီးဖေဖေအတွက်အိမ်နီးချင်းတွေကိုမမေ့ကအားနာလာတယ်။နောက်တော့ကြီးလောက်ကြတာပေါ့မမေ့ဟာ။တဘောတူကြပြီးဒီနောက်တွင်ကျမသည်အခေါ်လွတ်ဖို့လေးရင်ပြန်နေရာရဖို့စသည်များကိုစီစဉ်ရ၏ တွားခေါ်ပေးသူမှာဝါခင်မာသာစစ်ရဲတရင်မှရဲဘော်လေးတဦးဖြစ်သောတကြောင်းနဲ့ထွက်ဖြစ်သည့်မောင်ကျင်အောင်ဖြစ်ပါ၏ထိုစဉ်ကလင်းရင်ပြန်အသွာလာမှလည်းလွယ်ကူသည်မဟုတ်ပေသို့သောမောင်ကျင်အောင်သည်ဖဖေးကိုချောမောစွာပင်ရန်ကုန်ကိုရောက်အောင်ခေါ်လာနိုင်ခဲ့၏ ရန်ကုန်လေစိတ်တို့ရောက်တွင်မူအဘဤထူးခြားချက်ကလေးများနှင့်ပတ်သက်၍အုံနောက်ခြောက်ခဲ့ရသောအပြစ်ပြက်ကလေးများကိုဟာတနှောပြီး ပြောပြပါတော့၏အဘအဖြစ်ပုံကတော့မပြောချင်တော့ပါဘူးမမယူရဲ့ကြောက်ရွံ့စေငရုတ်ဆောင်ကြီးမပါရင် မလိုက်ဘူးဆိုလို့အုံနောက်ကိုခြောက်သွားတာပဲလေမြန်ကလည်းနောက်ဆုံးချိန်ပြန်မဲလေရင်အချိန်ကလည်းကတ်နေပြီနေရာကလည်းမပေးနိုင် နေရာမပေးနိုင်ရင်လည်းမလိုက်ဘူးလို့ဆိုနေစဉ်းစားတာကြည့်ပြီးတော့နောက်ဆုံးတော့စွန့်ပြီးအတင်းတင်ရတဲ့ဘဝရောက်တာပဲကျမကတော့မောင်ချင်းအောင်ညွန်ပြတော်ပစ္စည်းများကိုကြည်ရင်ပြုံးရည်မိပါသည်မောင်ချင်းအောင်ကသာကျေးဇူးတင်စကားပြောရ၏ကြောက်ရင်စေးဆိုသည်မှာရိုးကုမ္ပဏီတိုက်တွင်ရောင်းသည့်လက်တစ်ဖက်နှင့်တုံငဲ့၍ရသောခက်သေးသေးရေစစ်အိုလီမျိုးအပေါ်စားမဟုတ်ပါ ကျမတို့မြဝကျွန်းပေါ်တွင်၃လ၃ထရှိသောတစ်သားရေစေးအိမ်၏ထိတ်အပေါက်တွင်တင်ထားပြီးနယံလေးဘက်တစ်သားကာထားရသည့်ကြောက်သားအစ်စ်ကိုထွင်ထားသောကြောက်ရေစေးဖြစ်ရာတယောက်တည်းအားနှင့်မာ၍မရတတ်ပေ။ဒံဟိုးကြီးကအဝ၂တောင်လောက်ကျည်သည်။ငရုတ်စုံကြီးကလည်းအဝတထွာနှင့်လက်နှလုံးလောက်ရှိကဇောက်တထွာလောက်နှချင်းကသူဤ အထောင်းခံခဲ့ရသောတက်တန်းကိုဟော်ပြနေလေသလားအောင်မရ၏။တမီးတို့အမေကြီးလက်ထက်ကလေးကပစ္စည်းတွေတမီးတို့ထပ်တောင်းတက်ကြီးသေးတယ်။ဒါကိုရဲဘော်ကမြူရဘူးတဲ့လေ။ဖေဖေအော်တန်ဒီလေရင်ရုံတစ်ခုလုံးကို ဖုံးသွားပါ၏။ကျမကပြရိုးပြစင်တင်ခေတာဖြစ်သောလက်ဟန်ချီဟန်နဲ့သူတဲယူလာသည်ကိုကျင်းနေပါကြောင်းပြပြရသည် ကျမတို့ငားရသောအိမ်လေးမှာဝါထံကအိမ်ငယ်လေးပင်ဖြစ်တော့လေကျမတို့စိတ်ချမ်းသာသည်ဖဖေသည် လုံးဝနားမကြားသူဖြစ်၍သူ့အတန်ကိုထိန်၍မရတို့တို့မပြောခုနှစ်တန်ကြီးနှင့် ဟိ၍ပြောရသည်ယခုအိမ်ရှင်မှာဝါခင်မအဆက်နွယ်လေးကဖြစ်သည်ဖြင့်ဖဖေတက်ကိုလည်းတီးပြီးဖြစ်သည်ဖဖေကို နားလည်မှုရှိသူဖြစ်သည် ်ကတ်နေသောအိမ်မရှိသဖြင့်ဖဖေအော်တန်ကိုလည်းအိမ်နီးနာချင်းကြားရမှာကိုအာမနာရပါခြံလေးမှာကျေပြင်း၍တာဝါလိန်အတွင်ပိုင်းထဲမှာဖြစ်သောကြောင့်အိမ်ချင်းညက်နေသောအရက်ထဲမှာလိုစိတ်မရှုပ်ရတော့ပေဖဖေကလည်းမြေလွတ်ကလေးတွင် စိုက်ရပြူရ၍ကျေနပ်နေပုံရသည် မကြခင် သူတွင်ယောဂတစ်ခုဖြစ်လာပြန်ကြောင်း သူပြောပြသဖြင့်တရားပြန်မာ၏သူ့ယောဂါမှာပေါင်ရင်းနှင့်စည်းစက်တွင်အချိန်မှအနာကြီးတစ်ခုဖြစ်လာသည်ဟုဆိုပါသည်။သူအမြဲထွက်ကြနေသဖြင့်သူအာရုံရော့နေပြီဖြစ်ကြောင်းကိုလည်းလက္ခဏာပြနေသည်။ခွဲစိတ်ကုသပါရဂူဆရာဝန်ကြီးဒေါက်တာကြီးပေါ်သို့ပြသောအခါခွဲစိတ်ကုသရမည်ဆိုပါ၏။ယောဂအခြေအနေကမကောင်းလုံးပါ။သူဖြစ်ရာ ခွဲစိတ်စဉ်တွင်အသက်ရှင်မည်မရှင်မည်ကိုချုပ်တင်ပြောမပြနိုင်ပါကြ။အကယ်၍ခွဲစိတ်ကုသခြင်းမပြုပါလျင်လည်းကံအကြောင်းတရားကိုတော့မပြောလိုပါ။ယောဂအနေဖြင့်ကတော့နောက်6လထက်ပို၍အသက်ရှင်နိုင်ပွဲအကြောင်းမမြင်တော့ဟုဆိုပါသည်။ကျမတွင်လူနာတယောက်ကိုဈေးရုံတင်နိုင်ငွေကြေးကုန်ကြခြင်းပြုစုရခြင်းများအတွက်ဤသို့မြကျမစိတ်မမောတတ်ပေ အမျော်လင့်သောချိန်တွင်တည်ရင်းရှင်ရေးကိစ္စဆိုပါကတရားခံဝင်လို့ရသည်ခေါ်မလားမျက်စိမိတ်ပြီးဆုံးဖြတ်ချက်ချရခြင်းခေါ်မလားဤဖြစ်မျိုးကိုလောက်ရရသည့်အခါအလွန်စိတ်မောမိ၏အမြဲလိုလိုလဲလောက်ရပါ၏ဘာကြောင့်စိတ်မောရသည်ကို နောက်တွင်တင်ပြပါဦးမည်ခွဲစိတ်ကုသခံပါကခွဲစိတ်ခံတဲ့တွင်ပင်တည်ခြင်းလဲတည်မည်အခွဲမခံပါကနောက်၆လတွင် ဖေဖေသည်အသက်ရှင်တော့မည်မဟုတ်တခုခုကိုတော့စွန်စား၍လုပ်ရပေမည်ခွဲစိတ်တာအောင်မြင်တော့နောက်၆နှစ်၆နှစ်အသက်ရှင်ဖို့ကျွန်တော်အာမခံတယ်ဒေါက်တာကြည်ပေါ်သည်၆နှစ်ဒေါက်တာကြည်ပေါ်သည်၆နှစ်၆နှစ်ဆိုသောစကလုံးကလေးကိုသုံးသည့်အချိန်တွင်လက်ချောင်းကလေး6ချောင်းထောင်၍ပြရင်အသက်ရှူပေါက်ကလေးရသွားသည်အမူအရာကလေးဖြင့်ပြောပါ၏ ကျမမှာအတော်လေးပင်ခေါင်းရှုပ်သွား၏ကျမတို့မိသားစုလိုပင်တခြားမိသားစုတွေလည်းအဖြစ်တူများရှိလိမ့်မည်လားမသိတရားရောက်နေမကောင်း၍ကုသရတိုင်းတညာအိမ်မီသူတတိတလုံးကျွေးမီသူငွေတကြပ်ပေးမီသူဘာသူညာသူစသည်ဖြင့်ပိစိမြောက်ကပ်ကလေးကိုညီမီသူတဖဲ့ကလေးမှပင်မရှိတတ်ပါတော့လေလူနာသည်ကုသရင်မှအเจ้าမညီညွတ်သည်ဖြင့် ဖိတ်ဆင်သွားခဲ့ပါတော့ထိုလူနာကိုစောင်းလျှောက်ဈေးရုံတင်သည့်သူပြုစုသူအပေါ်တွင်တရားနီလန်းအရာတရားခံအစ်စ်ဖြစ်မည်မဖြစ်မည်ကိုပင်ထဲမတွက်တော့ပဲတချိုးတဲ့နှင့်တရားခံအဖြစ်သို့သွတ်သွင်းချီးမြှင့်တော်မူကြပါတော့သည်ထိုဖြစ်မျိုးကိုကျမသည်၁၄နှစ်သမီးလောက်ကလေးက ို့မဟုတ်လူဘဝဇက်ခုံဤအရှိပိုင်းအမြင်နှင့်နောက်ပိုင်းအညစ်အပတ်ဆိုသည့်ကိုပါမန်းမသိရကလေးကပင်ကြုံရ၏တင်ပြရမည်ဆိုပါလျင်ကျမ၏အကိုအလတ်ဆုံးသွားစဉ်ကတစ်ချိန်ဖြစ်ပါသည်ထိုအချိန်မှာပထမအချိန်ဖြစ်ပြီးဒုတိယအချိန်မှာကျမတို့မိသားစုရန်ကုန်ကိုပြောင်းလာစညီမအငယ်ဆုံးနုနုလေပင်ခွဲစိတ်ကုသခံရစဉ်ကတစ်ချိန်ဖြစ်သည် တညာလုံးမေးစေးမပြေမချင်းလူနာအပားတွင်ကျမတယောက်တည်းစောင့်နေရ၏ထိုနေ့နေ့လယ်ပိုင်းကလူနာကိုခွဲစိတ်ခံနေမှထုတ်လာခဲ့ကြတော့လဲယခုထိတတိမယသေးပေသွေးများကလည်းပတ်တီးကိုပေချန်နေပြီယာမြင်မကောင်းပေနောက်နေ့နနက်မိုးလင်းလင်းဆွေမျိုးများဝင်ခွင့်တောင်းပြီးဝင်လာကြပါ၏သူတို့ဝင်လာ၍အဖွားဤညီမဖြစ်သူ အဖွားလေး ။အိုးနုမိခင်မနုနုကိုမြင်လိုက်သည်နှင့်တပြိုင်နက်အမလီသမီးလေးတေးပါပြီ။သူ့ဟာသူနေရင်အကောင်းသား။မိခင်ယူဆက်ဆော့လို့သမီးလေးတေးပါပြီ။ဟုအော်၍ငိုပါလေတော့သည်။မိမိသည်ချက်ချင်းပင်သူ့အတော်အားအပြင်သို့ခေါ်ထုတ်သွားပါ၏။နုနုမမတည်သေးကြ။မေဆေးဆိုဒီမှာဒီလိုပင်ဖြစ်တတ်ကြလူနာရှိရင်အော်ဟစ်မငိုရကြောင်းကို အပြင်တွင် မနေကြီးရှင်ပြလိုက်ဘူးသည်ကျမတို့ဘွားလေးကိုကျမတို့ကအမားဟုခေါ်သည်တအိမ်နဲ့တစည်းဘွားတဲ့နေလာခဲ့ကြသဖြင့်ဘွားဤရင်းလိုပင်ဘွားဤနှင့်အတူကျမတို့ကို သူကပြုစုဆောင်ရှောက်လာခဲ့သည်ကျမစိတ်ထဲမှာတော့ငါဘဝကုသိုလ်ကိုအကုသိုလ်ကိုကသူများမလုပ်တာကိုအမိုက်ခံပြီးလှုပ်လဲလှုပ်ရသည်လှုပ်တာလှုပ်ရတယ် တရားခံဖြစ်ရမယ်ကုသိုလ်ကံပါတယ်ထင်ပါရဲ့ဟို၍စိတ်ဖြေရပါသည်အသက်ကြီးကြီးလာသည်နှင့်အမျှတွေ့တွေ့လာသည်ကတော့ကျမလိုပင် လုတ်ပင်လုတ်ကြရပါတော့လေတရားခံစိတ်ဖြစ်ကြရသော သူများကိုမြင်ရသောအခါစာနာစိတ်ဖြင့်တနာမိ၏လုံပုံလုံဤလုံဟန်ကပဲမှားလေ၍ငါပဲတနာခံပြန်ဖြစ်လေရလေသလားဟုတခါတည်းဟန်ကိုကိုကိုစမ်းစစ်မိ၏ အကြောင်းများသည်တခါတည်းမလုံပဲနေ၍ဖြစ်သောအကြောင်းများမဟုတ် မလုံ၍မဖြစ်ငါသာလူစွမ်းကောင်းကြီးကွာလို့ရင်ကောပြစားကျင်လုံးလို့စွန်စားကျင်လုံး၍သူရဲ့ကောင်းကြီးလှုပ်ချင်လုံး၍လှုပ်ရသည်မဟုတ် အချိန်နေကဖန်တီးလာသောအခါလှုပ်ရပြန်သည်သာဖြစ်ပါ၏ယခုဖေဖေလိုကိစ္စမျိုးတွင်အဆုံးဖြတ်ပေးရန်အတော်ခက်၏ဒုတိယဘဝ တတရာဘဝတို့တွင်သာအကျိုးပေးတတ်သည်ဆိုသောဟိုတဘဝကလောက်ခဲ့တဲ့ကံကဘာကံဖြစ်မည်တော့မသိအမြဲတမ်းအချက်အသေးသို့ရောက်ရောက်သွား၏ဘေးရင်ပညာအ ਨੇ ချင်းလိုက်စားထားသူဖြစ်သည့်အတိုင်းစိတ်ကျဉ်ချက်လွန်၍လာသောအခါငါကကုံလက်ပေကိုကုံလက်ရဲ့ပင်ကိုတဘာဝကိုကရေထန်းသမားတဘာဝရုပ်ပုံအပြင် တင်ပြထားပုံကိုကလည်းရေအိုးလေးကိုပခုံးပေါ်တင်းပြီးမြေကြီးပေါ်ရေသွန်ချပြနေတဲ့ရုပ်ပုံကျိုးပန်းသမျှပင်ပန်းသမျှတဲတဲ့ရေသွန်တို့ဖြည့်ရမှာပေါ့လေဟုကိုထွက်ပေါက်ကိုဟာကိုရှာပြီးစိတ်ဖြည့်ရည်ဒါပေမဲ့ငါလောက်တာတရားတယ်မဟုတ်လားဒီအလုံးမှာငါကိုကျိုးငါအမျက်ထွက်ဖို့သူများကိုဒုက္ခပေးတာရဲ့လို့တခုမှမပါပါဘူး ဘသူကဆွဆွဲဆွဲအပြစ်တင်တင်ငါးစိတ်ထဲမှာငါဟာငါရှင်းနေတဲ့အတွက်တတိရှိရမယ်လေဟူ၍ကိုကိုကိုပင်အာပီယာဤသို့တော့မိမိကအမှတ်ချက်ချပါသည်ဆွေစုမျိုးစုများတဲ့လူအုပ်ဟာဒီလိုပဲတမီအဝေးပန်ခံရတာကြီးပဲတကယ်သွေးဆက်ကြစို့ဆိုသူတို့ကဆွေမျိုးလောက်တော်တာပါတမီးမာကအဖေရင်ခောက်ခောက်အဖေကိုဘသူကတတ်မတယ်လေ တို့များဒီလိုလက်ပိုက်ကြည့်နေရင်သူသေသွားပြီဆိုကြပါစို့တမီးမှာညင်ကလေးတစ်ခုရှိတယ်အတိတ်ကလှုပ်ခဲ့ပြီးတာကိုလည်းနောင်တဖြစ်တတ်ပါပြီဒါနဲ့တော်ကြငါမကုမိလို့ငါဖေတရားလေခြင်းလို့ဖြစ်အောင်မယ်ဘာပဲဖြစ်ဖြစ်ပေါ့လေကံကံရဲ့အကြောင်းတရားဆိုတာရှိပါတယ်တည်ခြင်းမှလည်းတည်မှာပါမတော်တဆတည်သွားပြီ ဆိုကြပါစို့တမီးကိုတည့်ရခံလို့ဘသူကဆွဆွဲမှလဲ အပြစ်ရှာပြီးဆွဆွဲတယ်ဆိုတဲ့လူတွေကတမီးရဲ့ဖိဖိဝေဒနာကိုတညတလေလာကြည့်ဘူးပါသလားအကြက်တဲရောက်နေတာကလေးကို အသက်ရှူပေါက်ကလေးရအောင်အပေးကူညီခဲ့ဘူးပါသလားကိုကိစ္စအတွက်ကိုဟာကိုလုံပန်းရင်ကူသွားတာကလေးတွေရှိလိမ့်မလားတော့မသိပါဘူးကွယ်တော်ပါသေး၏ကျမဆုံးဖြတ်ချက်ဤနောက်တွင်မိမိတယောက်လုံးရှိနေပေသေးသည်ကျမသည် တခါတည်းရန်ကိုကိုကိုအယုံကြည်ရှိခြင်းမှရှိတတ်သောပြောညံ့ချက် အကော့ကလေးရှိတတ်၏မိမိသာနောက်ပိုင်းကရက်မပေးလိုက်လျင်ရရဲ့ဝုံဝုံစွန့်စွန့်ဆာဆာလုံးမိမိန်းကလေးတယောက်မဟုတ်ပါဘဲကဲဖဖေကိုခွဲစိတ်ကူတာတော်မီဟူ၍ဆုံးဖြတ်လိုက်ပြီးထိုဆုံးဖြတ်ချက်မှာကျမတို့သားမီးနှစ်ယောက်ခေါင်းဆောင်ပြီးဆုံးဖြတ်လိုက်သောဆုံးဖြတ်ချက်ဖြစ်၏ထိုဆုံးဖြတ်ချက်ကို အကောင့်ထဲပို့ဖို့ကလိုသေး၏ ရှင့်အနာကိုခွဲစိတ်ကုသဖို့ဒေါက်တာကြီးဘော့ကပြောတယ်။မယူကအားလုံးစီစဉ်လာခဲ့ပြီ။မမေကလက်ဟန်ချီယန်နီရော စာရေးရရောပြောပြလိုက်။ဟင်းအင်းငါအနာကိုခွဲမကုနဲ့တော်ကြပြောက်သွားမှာ။ဖေဖေတီခွဲစိတ်ကုသနေဖြင့်ကုသခံရမည်ကို အကြောက်ကံပင်ညင်းလိုက်။အခုတော့အနာကအနံ့ထွက်နေပြီ။သမီးတို့အခန်းဘက်ကတော့အနံ့ရတယ်။ ခွဲစိတ်ကုလိုက်ရရင်ခဏကလေးနဲ့ပျောက်သွားမှာပါအခုခံလာရတာဘလောက်ကြာပြီလဲခုခေတ်ဆေးတွေကလည်းကောင်းပါတယ်ဒေါက်တာကြီးပေါ်ကိုယ်တိုင်ခွဲမှာဘာမှအားမငယ်နဲ့မေမေကစာရေးပြရာပြန်သည်နောက်ဆုံးတော့ခွဲသည့်ဖြစ်စေမခွဲသည့်ဖြစ်စေအနာကိုဒေါက်တာကကြည့်လို့၍ဆေးရုံခဏတက်ပြီးပြပါရန်အနေမျိုးနဲ့ချော့မော့၍ဆေးရုံတင်ရ၏ဂျမသည်ညနေတိုင်းရုံစင်းချိန်တွင် ရှုံးမအိမ်တို့အပြန်ဆေးရုံကြီးတဲ့သူဝင်ပြီးဖေဖေကိုကြည်ရသည်ဆရာဝန်ကတော့ခွဲရမည်ဟုအတိအကျဆုံးဖြတ်လိုက်ပါသည်သွေးအားအလွန်နှဲနေ၍သွေးသွင်းဖို့လိုကြောင်းလည်းပြောပြပါသည်ထိုစဉ်ကငွေတန်ဖိုးဖြင့်သွေးတပလင်း35ကျပ်ဖြစ်သည်ကျမသည်တညနေတွင် ခွဲစိတ်ကုသဖို့အားလုံးအဆင်သင့်ဖြစ်ပြီးဖြစ်ကြောင်းသွေးဖိုးငွေ35ကျပ်ကိုလည်းပေးပြီးကြောင်း သွေးအားကောင်းနေလျင်ခွဲစိတ်ကုသခံရခြင်းမှာကြောက်စရာမရှိကြောင်းကိုစာတို့စာရှိရေးပြရ၏စာကိုဖတ်ပြီး၍ဆုံးလျင်အမလီသွေးတပလင်းကို35ကျပ်တယ်လားဟုအော်လိုက်ပါ၏ဖေဖေအော်တန်ကြောင့်ဘေးကရင်ကလူနာများနှင့်ဧည့်သည်များသည်ကျမတို့သားဖာကိုဝိုင်းဝန်းကြည့်နေ၏အေးပစံ35ကျပ်ကိုနှမျောလို့အခွဲခံတာလို့ဒေါက်တာကိုပြောလိုက် ျမသည်တစ်ဖက်ကိုလဲ၍ပြုံးမိသည်ဖေဖေကိုအောင်မြင်စွာခွဲစိတ်၍ပြီးပြီအသက်နှင်းတကားခွဲစိတ်ခံနေမှပြန်ထွက်လာခြင်းတွင်မူဒေါက်တာကြီးပေါ်ရောကျမတို့ပါဟင်းချမိနောက်တစ်ပတ်ဆေးရုံကြီးလေကတိများမှအတက်တွင်ဒေါက်တာကြီးပေါ်ကဟဟပပရေမောကကျမကိုစီးကြုံဤသူ့အနာတွင်သူနာပြုဆီယာမလေးများနှင့်ဖေဖေဤ ငယ်တပည့်ဖြစ်ခဲ့သူစေးယုံကြည်ဤစတီဝတ်ဖြစ်သူဥသောမောင်ရှက်နေသည်ဥသောမောင်မှာဝါခဲမမပညာသင်စဉ်ကဖဖေးတပည့်ရင်တယောက်ဖြစ်၍ရန်ကုန်စေးယုံကြည်တွင်ပျက်စီးထိန်ဖြစ်သည်ဝါခဲမမလူနာဟုသမျှစေးယုံတက်လျင်အယုတ်အလတ်အမျက်မရွေးသူကိုညီဤဖဖေးကလေးကိုကြည့်လိုက်သောအခါဖဖေးကိုမတွေ့ရတော့ပေကျမထိတ်သွားဤသို့တော်လည်း စိတ်မလီမိပါအကြောင်းမှာဆရာဝန်ကရှယ်မောပြီးအားလုံးမျက်နာများကပြုံးနေကြသည်မဟုတ်ပါလားဤတို့ဆိုရင်တခုခုကတော့တခုခုပဲလေးလေးတခုခုတော့မဟုတ်တန်ရပေါ့ပေါ့တခုခုသာဖြစ်เสียရှိ၏ရော့ဟေမခင်ယူ၏မင်းအဖေရဲ့ကဗျာကဗျာဆရာကြီးမှခုမှဒိုးတည်တယ်ဆေးုံကဆင်းကျင်လို့တဲ့လက်မှတ်ထိုးပြီး သူ့ဘာသာသူစင်းသွားလျက်တို့များနဲ့ဆေးုံကြီးကိုနှုတ်ဆက်တဲ့အနေနဲ့ကြပြာတပုတ်ရေးပြီးဆီယာမာလေးတွေကိုပေးသွားလျက်ဖက်ကြည့်စမ်းဒေါက်တာကြည်ပေါ်သည်ရေမောရင်ကျမတို့ဆာရွက်တရွက်ကိုလမ်းပေးလိုက်ပါ၏ဆီယာမာလေးတွေအလာမာ sorry ပါတို့တော့ဆီယာမာလေးတွေမှာပါဇက်ကို လက်ကင်ပေါ်အနေပိတ်ကခတ်အုပ်အုပ်ရေမောနေကြသည်ဆာရွက်ကိုယူပြီးဖက်လိုက်တော့ကား သူတို့နှင့်ရောပြီးရှက်ရှက်နှင့်ပင်ရင်မိပါသည်ဖေဖေကပြားကယောက်ျားအတီကအောင်နာကြည့်လိုက်တော့မရှိဖြစ်ရလေတော့တည်းဟူတဲ့ဘလောက်များပြောင်မြောက်လိုက်ပါသလဲตาရပြည့်ပြည့်လိုက်ပါသလဲပွင့်လင်းလိုက်ပါသလဲกายံနဘေတို့ဤညီညွတ်မှု ရှိလိုက်ပါသလဲဘာတွေဘာသလဲကိုချီးကျူးဖို့အချိန်ပင်မရတော့ပါ ကျမခေါင်းမဖော်ရဲသေးပါ။အင်မတန်စိတ်ဆောင်တဲ့ဦးကြီး။သူများတွေသာဆိုရင်ဒါလောက်ခွဲစိတ်တဲ့ဒဏ်ရာပြင်းထန်ရင်ဒါလောက်ရက်နဲ့အိယာကတော့မထနိုင်ကြသေးဘူး။မင်းဖေဖေကတော့တောင်တောင်ပြေးနေတာပဲ။တခုခုဖြစ်ရင်သာပြန်လာပြောပြီးတော့မခင်ယူ။ခုတော့โอเคပဲ။သူများတွေတော့6လကြာရင် ပြန်လာပြကြရတယ်။အနာကကင်ဆာသဘောဆန်ဆန်အနာကွက်။ဒေါက်တာကြီးဘော်ကရှင်းလင်းပြောပြ၏။ ကျမနဲ့ဦးလေးဦးစောမောင်မှာဒေါက်တာနဲ့ဆရာမလေးကိုနှုတ်ဆက်ပြီးဆေးရုံပေါ်မှာဆင်းလာကြပါသည်စီးသွားနိုင်ရန်အတွက်အနာအပေါက်တွင် ပိုက်တစ်ခုတက်ပေးလိုက်သည်ကလွဲ၍ဖိဖိတွင်ယောက်ျားပိုင်တည်တံ့ပစ္စည်းမရှိတော့ပေဒေါက်တာကြီးပေါ်ခွဲစိတ်စဉ်က1946ခုနှစ်လောက်မှပင်ရှိသေးသည်ဖိဖိသည်ထိုယောဂါနှင့်ပတ်သက်ပြီးဒေါက်တာကြီးပေါ်ထံသို့ ပြန်လဲ၍မသွားရတော့ပေ။ဟုတ်ကဲ့ပါရှင်။ဆရာမကြီးခင်နေယူရေးသားထားတဲ့ဖေဖေဆိုတဲ့ဝိတ္ထုလေးရဲ့အပိုင်းတစ်ကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ်။အပင်နာစင်သူတူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။